င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်စူပါတိုင်ဖုန်းမုန်တိုင်းရာကာဇာကြောင့်ဖိလစ်ပိုင်နဲ့ထိုင်းဝမ်မှာတေဆုံးသူ30နီးပါးရှိဒေသတွင်နိုင်ငံတွေမှာတန်းတဲ့ခြေတွေကင်အာရှဒေသမှာပြစ်ပွားခဲ့ပိုးတဲ့အပြင်းထန်ဆုံးတိုင်ဖုန်းမုန်တိုင်းများနဲ့မှာတကူပြတဲ့စူပါတိုင်ဖုန်းရာကာဇာကဖိလစ်ပိုင်နဲ့ထိုင်းဝမ်ကိုပြတ်ကျော်တိုက်ခိုက်ရမှာလူ30နီးပါးတေဆုံးပြီးဒေသတွင်နိုင်ငံတွေမှာလူသန်းနဲ့ခြေပြေမုန်တိုင်းတန်တင်ခဲ့ကြောင်းသိရတယ်မုန်တိုင်းကထိုင်းဝမ်နိုင်ငံ မလီရင်ကောင်တီကိုဇွန်ရဆုံးထိခိုက်စေခဲ့တဲ့မှုန်တိုင်းကြောင့်တာစီရေကန်တကူပေါ်တွက်ခဲ့ပြီးမြစ်တိတရာရီနဲ့နမ်မကြီးအများစွာပြက်စီးသွားခဲ့တယ်။ထိုင်ဝမ်ရှိပိုင်းမှာလူ16ဦးသေဆုံးက18ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး30ဦးဒဏ်ရာရရှိခဲ့တယ်။အလားတူမှုန်တိုင်းကဖိလစ်ပိုင်မြောက်ပိုင်းကိုစတင်ဝင်ရောက်တိုက်ခတ်စဉ်ကလည်း ကာကာယန်ပြည်နယ်မှာလှိမ်မောက်မှုကြောင့်ငါးပန်းသမားခုနှစ်ဦးပါဝင်နေဆုံးဆယ်ဦးသေဆုံးခဲ့တယ်။ဖိလစ်ပိုင်အနာပိုင်နဲ့ထုတ်ပြန်ကြရနိုင်ငံတွေမှုံနိုင်ကြောင်းလူပေါင်း9သိန်းနီးပါးထိခိုက်ခဲ့ပြီးလူ15000ကျော်မှရေးပေါ်ကဲဆဲစကန်နေမှာခိုလုံနေရဆဲဖြစ်တယ်။ဆူပါတိုင်ဖုန်ရာကာစားကဟောင်ကောင်မြို့ရဲ့တောင်ဘက်ကီလိုမီတာ100ခန့်กว่าကနေတနအိုင်းကီလိုမီတာ195နုံနဲ့ဖြတ်တန်းသွားခဲ့တယ်။ထို့သောဖြတ်တန်းမှုကြောင့်ဟောင်ကောင်မှာလေပြင်းတွေတိုက်ခတ်ပြီးရေကြီးရေလျှော်မှုတွေဖြစ်ပွားခဲ့ရာလူပေါင်း90ခန့်တရားရခဲ့ပါတယ်။ မြို့ရင်းမှာတစ်ပင်ရနဲ့ခြေပြီးလဲပြုတ်ခဲ့ကစိုက်ကန်းနေတဲ့ဟိုတယ်မှာရေတွေဝင်ရောက်ခဲ့တယ်တော်ပြန်မုံတိုင်းကတရုတ်နိုင်ငံကွမ်တုံးပြည်နယ်ကိုဗုဒ္ဓဘုရင်ညနေခန်းမှာဝင်ရောက်ခဲ့ရာမုံတိုင်းပတိုက်ခိုင်မိကပင်ပြည်သူနှစ်တန်းကျော်ကိုပင်လယ်သို့ရွှေ့ပြောင်းပေးခဲ့ရတယ်။တရုတ်နိုင်ငံတောင်ပိုင်းမှာမုံတိုင်းရဲ့ရှိန်ကတနိုင်လျင်144ကီလိုမီတာနောင်ထိရှိခဲ့ပြီးတော့မိသက်သမား 38000ကျော်နဲ့ရေဘော်ကယ်ဆယ်ရေးဖွဲ့400ကျော်ကိုတင့်နေထားတဲ့ပြင်ဆင်ထားရတယ်။ရေဘော်ကယ်ဆယ်လုပ်ငန်းတွေအတွက်ဒေါ်လာသံမောမြတ်စွာအုံပြုခဲ့ရလို့လည်းဆိုပါတယ်။ရာခစာမုန်တိုင်းကတရုတ်တိုင်းမန်တို့ဝင်ရောက်ပြီးတဲ့နောက်အားအနေငယ်ရော့သွားခဲ့တော့လည်းအနေရရှိနေစေလို့သတ်မှတ်ထားပါတယ်။မုန်တိုင်းကယခုတရင်ဘက်ကုန်ပိုင်း BNN နဲ့လာအိုဘက်ကိုဆက်လက်ဦးတည်သွားနိုင်ကြောင်းခံမှန်းရတယ်။လက်ရှိမှာထိုင်ဝမ်ဖိလစ်ပိုင်ဟောင်ကောင်နဲ့တရုတ်နိုင်ငံတို့မှာကယ်ဆယ်နဲ့ပြည်နယ်ထူထောင်လုပ်ငန်းတွေကိုအရှိန်အဟုန်မြင့်လှောင်နေကြပြီးထိုင်ဝမ်ရှိသူတွေကတိုက်ခိုက်ပျက်စီးမှုထပ်မံဖြစ်ပွားနိုင်တဲ့ကြောင်းသတိပေးပါတယ်။ ဆလဘေကမ်ဘလူမြို့နယ်အောင်ချမ်းတရာကိုမိချုပ်ဖြတ်စီသွားစစ်တဲစစ်ချောင်းကိုမိုင်ဆက်တိုင်ကင်မှုစစ်တဲဘက်က73ဒေးဆောင်ဇန်ကိုင်းနိုင်ကမ်ဘလူမြို့နယ်အောင်ချမ်းတရာကိုမိချုပ်ဖြတ်စီသွားဂျပန်စစ်တဲစစ်ချောင်းကိုမိုင်ဆက်တိုင်ကင်ရာစစ်တဲဘက်က73ဒေးဆောင်ခဲ့ကြောင်းဒေတာတွင်တော်လိုင်းသိမြင့်တွေကပြောရယ်စတေမာလာ20တန်းဒီမှာကမ်ဘလူမြို့နယ်ကာဘူရကထွက်လာတဲ့အင်အားတရာကျော်ပေါင်းတဲ့စစ်တဲစစ်ချောင်းကအောင်ချမ်းတရာကိုဝန်ရောက်စင်းနေပြီးပြည်သူပိုင်နေရှင်းလုံကိုမိချုပ်ဖြတ်စီခဲ့တယ်ထိုစစ်ချောင်းကပြည်သူပိုင်နေနေကိုမိချုပ်ဖြတ်စီပြီးနောက်အနေအထားကြရတွေကိုတမန်ဝန်ရောက်စင်းနေရထွက်လာစဉ်တော်လိုင်းတပ်ဖွဲ့တွေက လမ်းပိုက်တနေရာမှာမိုင်းဆက်တိုက်ခိုက်ခဲ့တယ်။ရင်းမိုင်းဆက်တိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ကဆက်တောင်းဒေဆောင်ကထပ်မံစစ်ကြောင်းထိုးခြင်းပြုလုပ်တော့ပင်ကာဘိုချီယာစာတင်ကြောင်းတွင်ကိုပြန်လည်ဆောက်ခွာတာကြောင်းသိရှိရပါတယ်။အောက်ကျန်းသားရွာကပြည်သူဝိုင်းနေရှစ်လုံးကိုမိရှုဖြတ်စည်းသွားတဲ့စေခွေတွေကိုတော်လိုင်းတခွေတွေကလမ်းပိုက်တနေရာမှာမိုင်းဆက်တိုက်ခိုက်ခဲ့တဲ့စေခွေ7000ကောင်းဒေဆောင်နဲ့အဲဒီစေခွေတွေကအောက်ကျန်းသားရွာနေကရွာတွေကိုထွက်ပြီးတော့စစ်ကြောင်းထုတ်ဖို့ထွက်လာတော့မိုင်းမိသွားစေခွေတွေအကုန်လုံးကာဘိုရရတဲ့ကိုပြန်ဝင်သွားတယ်လို့ဒေသတွင်တော်လိုင်းသတင်းမြစ်ကပြောတယ်။ လက်ရှိချိန်မှာဂျပန်စစ်တပ်ကကမ်ပလူမြို့နယ်တွင်ရှေ့ပြေးသွေးနေထိုင်တဲ့ကျေးရွာတွေကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခြင်း၊မြေပြင်စစ်ကြောင်းတွေကလည်းကျေးရွာတွေကိုစစ်ကြောင်းတို့မီးရှို့ခြင်းတွေကြောင့်ပြည်သူများသတိပြုနေထိုင်ကြတဲ့တော်လင်းအင်အားတွေကမြစ်တမ်းရပ်ကန်ထားပါတယ်။ ဆက်လက်ပြီးမြေမျိုးဘက်ကနေတနင်္သာရီမျိုးဘက်ရိတ်ခပွင့်လာတဲ့စစ်တိုင်းလိုက်ပါလိုက်ကာနစီကိုတိုင်ခိုင်မှုစစ်တပ်ဘက်ကတိုင်ခိုင်မှုရှိတနင်္သာရီတိုင်းမြေမျိုးဘက်ကနေတနင်္သာရီမျိုးဘက်ကိုရိတ်ခပွင့်လာတဲ့စစ်တိုင်းလိုက်ပါတဲ့ကာနစီကိုတိုင်ခိုင်ရစစ်တပ်ဘက်ကတိုင်ခိုင်မှုရှိကြောင်းဘိုခင်းတပ်ဖွဲ့တောင်ရှိသူကပြောတယ်စတင်မလာ24ရက်ညနေ4:45မိနစ်ခန့်မှာမြေမျိုးဘက်ကနေတနင်္သာရီမျိုးဘက်ကိုမောင်းနေလိုက်ဂျပန်စစ်တိုင်းလိုက်ပါတဲ့ရိတ်ခကာနစီကိုတော်လိုင်းတပ်ဖွဲ့တွေကရန်ဖို့ကြေးရရန်ဖို့သလားကြီးရောက်မှမိုက်ဆက်တိုင်ခိုင်ခဲ့တယ် မိုင်းဆက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ကားပေါ်မှာပါလာတဲ့စစ်သားဆယ်ဦးကနဲ့လမ်းကင်းချထားတဲ့အင်အားတရာကန်ရှင်စစ်သားတွေနဲ့အပြန်အလှန်ပြစ်ခတ်တိုက်ပွဲမိနစ်10မိနစ်ခန့်ဖြစ်ပွားခဲ့တယ်။ထောက်တက်တိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်ကထိခိုက်မှုရှိတော့လဲရေတွက်ကိုတည်ပြုနိုင်ခြင်းမရှိသေးတဲ့ကြောင့်တိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းရဲဘော်တွေထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်။ မင်းမျိုးဘက်ကနေတနင်္သာရီမျိုးဘက်ကိုမောင်းနှင်လိုက်စိတ်ခွေရိတ်ခါကနစီကိုရန်ဖို့ကြေးရရန်ဖို့သဒ္ဒါကြီးရောက်မှာကျွန်တော်တို့မိုင်းနှလုံးဆွဲပြီးတိုက်ခိုက်ခဲ့တယ်။ကားပေါ်မှာပါလိုက်စိတ်ခွေရ10ဦးလမ်းကင်းချထားတဲ့စိတ်ခွေအင်အားတရာကျော်နဲ့လည်းပြန်လည်ပြစ်ခတ်တိုက်ပွဲ10မိနစ်လောက်ဖြစ်ပွားခဲ့ပါတယ်။စိတ်ခွေရဲ့ဒီကိုင်းမှုရှိပေမဲ့ရေအတွက်ကတော့တိမ်မပြိုနိုင်သေးဘူးကျွန်တော်ရေပေါ်ရဲ့ဒီကိုင်းမှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြိတ်ဘက်ကပါတနင်္သာရီရွှေမဆောင်တော့မြိတ်ခင်ဘက်ကပါဖွဲ့နဲ့ဘုကင်းတပ်ဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့တယ်။ ဇလပီနိုင်ငံကိကနေချင်းနဲ့ထွက်လာစစ်သားရဲ့မိုင်းဆွဲခံရပြီးနှုတ်တဲ့အရာစကိုင်းနိုင်ကြောင်းမျိုးနဲ့နိုင်ငံကိကနေချင်းနဲ့ထွက်လာစစ်ကော်မရှင်တပ်သားတွေမိုင်းဆွဲတိုက်ခိုက်ခဲ့ရပြီးတိုက်ခိုက်မှုရှိခဲ့လို့ People Defense Force မှာတပ်ဖွဲ့တန်းကနေတရားရယ်စတေမာ23ရက်မနက်9:00ခွဲလောက်မှာမော်ရမဲလေးလမ်းပိုင်ရှိနိုင်ငံကိကနေအား30ဝန်းကျင်နဲ့ထွက်လာတဲ့စစ်ကော်မရှင်တပ်သားတွေကိုနိုင်ငံရဲ့ရေပိုစာကြားနေလာချက်ခွဲဆန္ဒရောက်မှာကာကွယ်ရေးတပ်ဖွဲ့တွေကပြည်သာမိုင်းနှလုံးတစ်ပိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ် အဆိုပါတိုက်ခိုက်မှုကြောင့်စစ်ကောင်ပြေတပ်သားနှင့်အပြင်းထန်နေရာရပြီးလက်နက်ငယ်နဲ့ပြန်လည်ပစ်ခတ်ပေမဲ့ကာကွယ်တပ်ဖွဲ့နဲ့ထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။စတေမာ၂၂ရက်နေ့ကလည်းချောင်းမြွနဲ့နဲ့ရေကန်စစ်တပ်ကိကနဲ့၆ဘိန်းကားတစ်စီးနဲ့ထွက်လာစစ်သားတွေကို Vivian Defend Force မှာတပ်ဖွဲ့ကပိုင်းစစ်တပ်ကမှထိခိုက်မှုရှိခဲ့ပေမဲ့အရေးအတွက်ကိုတိကျကတော့မသိရသေးဘူးလို့ဆိုပါတယ်။ ဆလဘီစစ်ကောင်စီတပ်ဖက်ပြောင်းသွားလေဝါစစ်တပ်နဲ့ကဲတရနဲ့အဖွဲ့ဟောင်းတွေလို့ KNN တွေကပြောတနင်္သာရီတိုင်းတရားဆောင်မြို့နယ်မှာကင်းမျိုးသားလူမျိုးအိတမ်တော့ KNN လေးဓမ္မလေးကတပ်ဖွဲ့ဝင်လေဝါစစ်ကောင်စီတပ်တန်ဖက်ပြောင်းသွားလို့ KNN တွေတရင်မြစ်ကပြောတယ်ဖက်ပြောင်းသွားသူလေဝါစစ်တပ်ဖွဲ့ဝင်အတုံးနဲ့ကဲတရလေးတပ်ဖွဲ့ဝင်အတုံးလို့ဖြစ်ပါတယ် ကန်ယွန်းတဲ့ဒါတိုင်းစစ်တပ်နာချုပ်ကောလင်းဝင်လာ PDF လေးဦးလက်နက်တွေနဲ့အတူလင်းဝင်လာလို့စတေမလာ24ရက်နေ့မှာလင်းဝင်လာသူတွေကိုမိဘအုပ်ထိန်သူတွေစိတ်လွတ်ပြောင်းပေးခဲ့လို့စစ်ကောင်စီကဝါဒပြန်ခဲ့ပေမဲ့အဲ့ဒီလေးဟာအရင်ကစစ်ကောင်စီတပ်သားအောင်တဲ့ KTN လေးတပ်ဖွဲ့ဝင်ဟောင်းတုံးဖြစ်တယ်လို့ KNL သတင်းမြစ်ကပြောတယ်။ KNU တပ်မလေးနဲ့မြန်မာပေါ်ရဲ့ခွေးခေါ် ပိုကောလာပိုးဆောင်တဲ့ KTN လေးတပွဲရှိပြီးအဲ့ဒါဟာ KNN လေးတပ်မလေးကိုတိုက်ခိုက်မှုတွေလုံဆောင်လျက်ရှိရဲ့ဘောဝဲခရဆိုရင်လည်းအရင်စစ်ဆွေးအားလက်တမှာနှစ်ကြိမ်တိုင်တိုင်းစစ်ကောင်စီတပ်အလင်းဝင်ကဲသူဖြစ်ပြီးအနာသိမိနောက်ပိုင်း KNN လေးတပ်မလေးနဲ့မြန်မာပြန်နေပေါ်ပေါလာကတပ်မလေးနဲ့အဆင်ပြေမှုတွေမကြာခဏရှိတယ်။စစ်ကောင်စီအနာသိတပ်သားတွေဟာအများအပြားတော်လိုင်းတပ်ဖွဲ့တွေနဲ့ပူးပေါင်းတာလက်နက်ကြားလင်းဝင်တိုင်းစစ်တိုက်ရှိနေတဲ့အချိန်မှာစစ်ကောင်စီကလည်းသူတို့ဘက်ကလင်းဝင်ပူးပေါင်းလာသူတွေရှိကြအောင်ခုလိုဝါဒပြန့်တဲ့တဲ့နေစစ်တိုက်ပြုလုပ်တဲ့ အခု2025ဇန်နဝါရီကနေစတင်မှာတတိယပတ်တိစစ်ကောင်စီဘက်ကပုံကြီးစင်ပောင်းဝင်33တပ်မင်း KNL တက်မှ၄၀ကိုလင်းဝင်ပတ်ပြန်ခုလုံးတိုင်းရှိခဲ့ကြောင်းလဲ KNL သတင်းမြစ်ကတီးပေးပါတယ်။ ဆလပီနယ်ကဂိတ်ကနေထွက်လာစစ်သားတွေကိုမိုင်းဆက်တိုက်ခိုက်မှုစစ်သားနောက်တန်းရန်စကိုင်းနိုင်ချောင်းမြို့နယ်နယ်ကဆက်စဲဂိတ်မှာတက်ဆွဲထားတဲ့ဂျပန်စစ်သားတွေခြေရင်းစစ်ကြောင်းထွက်လာချိန်မိုင်းဆက်တိုက်ခိုက်ခဲ့ပြီးထိခိုက်မှုရရှိခဲ့လို့ People Defense Force မှကတင်ထုတ်ပြန်နေ။ဒီကစတေမာနဆက်တွယ်ကနယ်ကဆက်ကြေးဂိတ်ကနေခြေရင်းတက်လာတဲ့ဂျပန်စစ်အုပ်စုကိုနယ်ကနဲ့ရေပိုးစားကြောင်းနေလာကြောက်ခွဲဆန်ဒီမှာမိုင်းနဲ့ပောက်ခွဲတိုက်ခိုက်ရာစစ်သားနောက်ပြင်းနဲ့တရားရသွားတယ်။ဒီကောင်တွေအယောက်30လောက်နဲ့နယ်ကန်ကနေထွက်လာချိန်ပြည်သားမိုင်းနဲ့ခွဲလိုက်တာနှစ်ကောင်တည်းရဲ့ သေတာမသေးဘူးတရားပြင်းထန်ရသွားတယ်လို့လည်းဒေသတော်လည်းသက်တင်တဲ့နိစက်သူတောင်ကပြောတယ်ဒီဆက်စင်ကိုမော်ရခိုင်စစ်ဌာနပြောအမှတ်ချောင်းဆက်လေးမော်ရခိုင်အမှတ်ဆက်တဲ့တိုင်ဖြစ်တယ် People Defense Force မော်ရရဲဘော်တွေကတိုက်ခိုက်ခဲ့ရလို့သိရပါတယ်နောက်ဆက်အောင်ပေးကြတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါတယ်ရှင်